အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်။အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်ဘာသာပြန်တစ်ဆက်ပေးသွားမယ့်သတင်းကတော့ Germany က Ukraine ကို Russia ရဲ့အတွင်းပိုင်းနဲ့ထိတိုက်ခိုက်ချေမှုန်းဖို့အားပေးကူညီပြီးတော့စစ်ပွဲတွေကိုဝင်ရန်ခြေလှမ်းစပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းအပြည့်အစုံကတော့ Bloomberg သတင်းဌာနကမေလ26 25မှာထုတ်ပြန်သွားတာကတော့ဂျာမနီနိုင်ငံရဲ့တရားရေးဌာနအဓိပတိဖြစ်သူ Friedrich Marx ကတော့ယူကရိန်းကိုမိတ်ဆွေနိုင်ငံတွေကစစ်ရေးအကူအညီပေးနေတဲ့တာဝေးပစ်ဒုံးကျည်တွေကိုအသုံးပြုပြီးရုရှားနိုင်ငံရဲ့အတွင်ပိုင်းတွေကိုပြင်လွတ်တိုက်ခိုက်ဖို့သဘောတူခွင့်ပြုလိုက်ပြီလို့ပြောသွားပါတယ်။ပြီးခဲ့တဲ့တင်းတင်းနာနေကမေလ26 25မှာဘာလင်မြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသူပြောသွားတာကတော့ အခုအချိန်ကစပြီးယူကရိန်းနိုင်ငံအနေနဲ့သူ့ကိုစစ်ရေးအရအကူအညီပေးနေတဲ့ Britain, France နဲ့ America ရဲ့ Germany တို့ကပေးခဲ့တဲ့တာဝေးပစ်ဒုံးကျည်လက်နက်တွေကိုနည်းမြေအကန့်အသတ်မရှိအသုံးပြုရန်ခွင့်ပြုသဘောတူလိုက်ပြီးဖြစ်ပါတယ်။ဆိုလိုတာကတော့ယူကရိန်းဟာခံစစ်အဖြစ်နဲ့ဒီဒုံးကျည်တွေကိုရုရှားရဲ့အတွင်းပိုင်းတဲ့အထိပစ်ခတ်လို့ရလိုက်ပြီးဆိုတဲ့သတင်းမှတ်ဖြစ်ပါတယ်။သိမကြသေးခင်ကပဲအမေရိကကနေပြီးတော့ ATACMS လို့အမည်ရတဲ့တာဝေးပြည့်ဒုံးကျည်တွေကိုယူကရိန်းကို ပေးအပ်ခဲ့ပြီးတော့ရုရှားနဲ့ယူကရိန်းနယ်စပ်နေရာကတိုက်ပွဲတွေမှာသုံးခွင့်ပြုခဲ့ပါတယ်။အခုတော့အဲ့ဒီဒုံးကျည်တွေကိုတာဝေးပြည့်ရန်ခွင့်ပြုလိုက်ပြီးဖြစ်ပြီးတော့ဗြိတိန်ကလည်း Storm Shadow Cruise လို့ခေါ်တဲ့ဒုံးကျည်တွေကိုယူကရိန်းအားပေးပို့ပြီးရုရှားနိုင်ငံအတွင်းပိုင်းနဲ့တိရောက်အောင် ပြစ်လွတ်တိုက်ခိုက်ဖို့ခွင့်ပြုခဲ့ပြန်ပါတယ်။ ဂျာမနီအနေနဲ့ကလည်းယခင်ကယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေပေးပို့ခဲ့ပေမဲ့အချိန်မရောက်ခင်မတုံးဆွဲဖို့တားမြစ်ထားရမှ အခုတော့ပြစ်ချင်တဲ့နေရာကိုအကန့်အသတ်မရှိပြစ်လို့တိုက်ခိုက်လို့ရပြီလို့မိစိမ်းပေးလိုက်ပါပြီရုရှားအနေနဲ့ယူကရိန်းကိုကျူးကျော်တိုက်ခိုက်လာတာ၃နှစ်ကျော်လာခဲ့ပါပြီစစ်ပြေငြိမ်းချမ်းရေးကိုဥတီလာမလို့လို့နဲ့ငြိမ်းချမ်းရေးဆက်မဆွေးနွေးတော့ပဲမြောက်များစွာသောဒုံးကျည်တွေ ဒရုန်းယာဉ်တွေနဲ့ယူကရိန်းအပေါ်အလွန်အကျွံတိုက်ခိုက်လာတာကြောင့်ဥရောပနဲ့အနောက်နိုင်ငံတွေကငြိမ်းချမ်းရေးစကားဝိုင်းကနေယူကရိန်းကိုရပ်ခိုင်းပြီးတော့ရုရှားရဲ့နိုင်ငံနဲ့ထိတံပြန်ထိုးစစ်ဆင်တိုက်ခိုက်ရန်တာဝေးပစ်ဒုံးကျည်တွေအခုပေးလိုက်တာပြီးစိမ့်ပြပြီးတိုက်ခိုက်ခိုင်းလိုက်ပါပြီယူကရိန်းသမ္မတဟာရုရှားနိုင်ငံအတွင်းမှာရှိတဲ့ထောက်ပံ့ရေးကွန်ရက်တွေပြီးတော့ရုရှားကနေယူကရိန်းကိုတိုက်ခိုက်နေတဲ့လက်နက်တိုက်နေရာတွေ ရုရှားရဲ့ဒရုန်းတွေထိမ့်သိမ်းထားပြီးယူကရိန်းကိုတိုက်ခိုက်ဖို့ပြုလုပ်နေတဲ့ရုရှားရဲ့စစ်စခန်းတွေကိုတာဝေးပစ်ဒုံးကျည်တွေနဲ့တိုက်ခိုက်ခွင့်ရရန်တောင်းဆိုနေဒီမှာအချိန်ကာလတော်တော်ကြာမြင့်လာခဲ့ပါပြီ။အဲ့ဒီတောင်းဆိုမှုတွေရှိနေခဲ့ပေမဲ့လည်းရုရှားသမ္မတပူတင်ကငြင်းညာရေးတကယ်ပဲပြုလုပ်တော့မလို့စကားတွေပြောခဲ့တာကြောင့်ယူကရိန်းရဲ့တောင်းဆိုချက်ဟာအထမမြောက်ခဲ့ပေမဲ့အခုတော့ အဲ့ဒီတောင်းဆိုချက်အားလုံးကိုဥရောပနိုင်ငံတွေနဲ့အနောက်အမေရိကနိုင်ငံတွေကပါသဘောတူခွင့်ပြုလိုက်တာပါသမ္မတထရမ်ဟာမကြသေးမီကရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးတော့ယူကရိန်းနဲ့စစ်ပွဲရပ်တန့်ရေးကိုဆွေးနွေးခဲ့ပါတယ်ဒါပေမဲ့ထင်သလိုမဖြစ်လာခဲ့တဲ့အတွက်ပြီးခဲ့တဲ့တနင်္ဂနွေမှာတော့အမေရိကကခေါင်းဆောင်ပိုင်းတွေကရုရှားကိုတကယ်ယူသွတ်နေခဲ့တဲ့နိုင်ငံဖြစ်ကြောင်းဖိတ်ဆို့မှုတွေအတွက်အစများစွာတိုးပြီး ထပ်မံပိတ်ဆို့ပစ်ရန်လူပေါင်းများစွာကိုတည်ကျင်ရန်ဒရုန်းတွေဒုံးကျည်တွေနဲ့ပစ်ခတ်တပ်ဖြတ်မှုတွေအတွက်ပြစ်တင်ရှုံချခဲ့ပါတယ်။ရုရှားနန်တော်ခရမလင်ကပြောရေးဆိုခွင့်ရှိသူကတော့ဥရောပအနေနဲ့ယူကရိန်းကိုအခုလိုတာဝန်ပြစ်ဒုံးကျည်တွေကိုရုရှားနိုင်ငံနဲ့ထိရောက်အောင်ပြစ်လွတ်ခွင့်ပေးလိုက်ခြင်းဟာစစ်ပွဲကိုပိုမိုဆိုးရွားလာစေပြီးတော့အလွန်အန္တရာယ်ရှိကြောင်းနဲ့စစ်ပွဲအဆုံးသတ်ရေးညှိနှိုင်းမှုတွေပြုလုပ်ရန်ပိုမိုဝေးကွာသွားစေတဲ့ လုပ်ရက်ပဲလို့ပြောလိုက်ပါတယ်။သမရထရမ်ကလည်းပူတင်ကိုဒီကောင်အယူပဲလို့တိုက်ခိုက်ဝေဖန်ပြောဆိုလိုက်ပါတယ်။ပူတင်ကတော့ဒါဟာစိတ်ခံစားချက်ရဲ့တုံ့ပြန်မှုတစ်ခုပဲလို့ဆိုပြီးတော့ပြောကဒီစကားကိုဖယ်ရှားခဲ့ပြီး အနောက်နိုင်ငံတွေထင်ထားသလို drone တွေဒုံးကျည်တွေနဲ့လူအမျိုးများတိတ်အောင်ပစ်ခတ်မှုတွေအပေါ်ညှင်းဆိုလိုက်ပါတယ် Kremlin ရဲ့တုံ့ပြန်ချက်ကတော့ဒုတိယကမ္ဘာစစ်ပြီးတော့နောက်ပိုင်း ဥရောပမှာအကြီးမားဆုံးသောပြိပခါကိုဆက်လက်လှုပ်ဆောင်ရန်ပူတင်၏ကြီးမားသောဆန္ဒကိုထုတ်ဖော်ပြသခဲ့ပါသည်။အမေရိကန်ရဲ့ဖိအားပေးမှုများကို လိုက်နာရန်အတွက်ရုရှားခေါင်းဆောင်ပိုင်းတွေကပြစ်ပြင်းစင်နေပါတယ်လို့ပြောပေမဲ့လည်းအခုတော့ယူကရိန်းရဲ့ KF မြို့တော်ကိုစတင်သိမ်းပိုက်နေပြီးစစ်ပွဲရဲ့၄နှစ်မြောက်ထဲကိုဝင်ရောက်လာခဲ့ပါပြီ။ဂျာမနီကဥဆောင်ပြီး Britain နဲ့ French တွေကတော့ Ukraine အနေနဲ့သူတို့ရဲ့ Kiev မြို့ မကြရှုံးအောင်ညီမျိုးစုံနဲ့ရုရှားကိုကောက်ွယ်တုံ့ပြန်တိုက်ခိုက်သွားတဲ့ကြောင်းအဲ့ဒီအတွက်လိုအပ်တဲ့စစ်အုံဆောင်တွေကိုကူညီတက်ဆင်ပေးသွားမှာဖြစ်ကြောင်းပြောကြားသွားပြီးတော့တစ်ချိန်ထဲမှာပဲလေရုရှားကနေယူကရိန်းကိုညာလုံးပေါက်ဒရုန်းတွေဒုံးကျည်တွေနဲ့အပြင်းထန်တိုက်ခိုက်နေကြောင်းသိရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ 999 Burmese USA News YouTube channel လေးကို channel တက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye